ခုံကြီးချောင်းအတွင်ဘာကြောင့်ဖက်နဲ့မစည်းရတာလဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် crazy အနောက်နေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရရှင်ကမ္ဘာနေရာအနှံ့အပြားမှာနေထိုင်ကြတဲ့လူမျိုးတစ်မျိုးစီတိုင်းမှာသက်ဆိုင်ရာယဉ်ကျေးမှုတလိထုံးစံတွေအယူအဆတွေကအများစွာရှိကြပါတယ်ဒီအထဲမှာမှာတိုင်းရင်းသားလူမျိုးစုတွေရဲ့မိယိုးဖလာအယူအဆတွေဘာသာရေးနဲ့သက်ဆိုင်တဲ့စီကံချက်အယူအဆတွေကလည်းများစွာပါဝင်လို့နေပါတယ် ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အယူအဆတွေထဲမှာထမင်းစားခြင်းပဇက်မအတ္တမမြောင်ဝါမှသာတပတ်လူအပေါ်စိတ်နှောင်ရှမဖြစ်စေဘူးလို့ယူဆတာမျိုးမြန်မာလူမျိုးတွေကထမင်းစားရမှာလက်ကိုယ်သာအသုံးပြုနေဖက်ဆောင်လိရှိကြတာမို့ထမင်းနဲ့ဟင်းအစီတွေက လက်ပွားထီအောင်မပေးချင်ရဘူးဆိုတာမျိုးချမင်းဝိုင်းမှာအသက်အကြီးဆုံးပုဂ္ဂိုလ်ကိုဥစွာချမင်းနဲ့ဟင်းနေဥချက်ခက်ထဲပေးတာမျိုးဖျောင်းစီဒီပထိုးတွေကိုအမျိုးသမီးတွေရွှေသင်ကန်းကက်ခွင့်မရှိမျိုးသားတွေသာကက်ခွင့်ရှိတယ်။ဖျားเจ้าကံဝင်အတွင်းထီမဆောင်ဖနက်စည်းခြင်းမပြုရဆိုတဲ့အယူဆစီးမြင်စည်းကမ်းထားတာမျိုးတွေလည်းရှိကြပါသေးတယ်။ အဲ့ဒီတွေထဲမှာစတဲ့တို့ crazy end ကနေပြီးတော့ဒီကနေ့အတွက်တင်ဆက်ပေးသွားချင်တာကတော့ဖျားချောင်းကံဝင်းအတွင်းဘာကြောင့်ဖနက်မစည်းရတာလဲဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။စတဲ့တို့ဗုဒ္ဓဘာသာဝင်တွေကဘုန်းတော်ကြီးချောင်းဝင်းနေအတွင်းကိုဝင်ရောက်တော့မယ်ဆိုရင်ဖျားသားတော်မြင်းမြတ်လာတဲ့ရဟန်းတန်ဃာတော်တွေကိုလေးစားသမှုရှိတဲ့အနေနဲ့ဖနက်ချွတ်ပြီးတော့ဝင်လေးရှိကြပါတယ်။မြမလူမျိုးဘိုးဘေးဘီတွေရဲ့ဟိုးရှိကလေးကအယူဆရိကြောင့်ဒီကနေ့ခေတ်လူငယ်တွေရဲ့အယူဆရိတဲ့ ဖုံးချောင်းဝင်းစားတဲ့သာသနာ့နယ်မြေထဲမှာဖနက်မစည်းကောင်းမှုလို့အများစုကထင်မှတ်ကြပါတယ်။တန်ကားရောနဲ့ဘုံကြီးတချို့ကိုရိုင်းကဘုံကြီးချောင်းဝင်းအတွင်ဖက်နဲ့မစည်းကောင်းလို့ထင်နေကြစေပါပဲဒီလိုအစလာကအခုမှမဟုတ်ဘူးဗုဒ္ဓမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်အခါကလေးကကောတလမေဗိမိသာရမေအနာတဖိန်တတိဝိသာခာတာဝိကာမကြီးတို့မြတ်စွာဘုရားထံပါအောင်လာရောက်ကြတဲ့အခါတော့ငရေက ဖျားရှင်ပေါ်လေးစားသမှုနဲ့ကျောင်းတော်ဝင်ဝမာတွေကစီးနှင်းလာကြတဲ့အရှင်မေဘဝနဲ့စင်တလီရှိတဲ့အလေးထားနဲ့စပြီးတော့ပေါ်ပေါက်လာတယ်လို့ယူဆကြပါတယ်။ဂျပန်မြန်စွာဖျားကိုရော်တိုင်းကရဟန်းတန်ဃာတော်တွေဖြည့်ခြင်းအပ်တဲ့အာဂန်တုဝိတ္တင်းမှာဆွဲတော့ RM အတွင်းကိုဝင်ရောက်လာခြင်းဖနက်ချွတ်ခြင်းထင်းရုပ်ခြင်းတို့ကိုပြုရမယ်လို့မဟာဝါဆိုရဝါခနကဝပါဠိတော်မှာ ဖြစ်ညက်တော်မူထားတာဖြစ်ပါတယ်။အဲဒီအကြောင်းအရာတွေကိုတွေးဆမယ်ဆိုရင်ဘုံတော်ကြီးဂျောင်းနေအတွင်းဖဏတ်မစည်းကြခြင်းကဒီလိုအကြောင်းအရာတွေကြောင်းတာဖြစ်နိုင်မယ်လို့ယူဆရပါတယ်။ဒီလိုဂျောင်းဝင်အတွင်းဖဏတ်မစည်းရလို့သတ်မှတ်ထားခဲ့ပေမဲ့လည်းကျောင်းဝင်အတွင်းမတော်တဆဖနက်စည်းမိခဲ့မယ်ဆိုရင်ရရှိလာနိုင်တဲ့အဖြစ်တွေကိုတော့ထင်ရှားသိသာစွာပေါ်ပြထားခြင်းမျိုးမရှိရှိရပါဘူး။ဘုံတော်ကြီးကျောင်းတွေမှာတန်ကြီးကတန်ကာပိုင်းကျောင်းတွေသာများကြပါရဲ့။ တန်ကြီးကဂျန်ဝင်းအတွင်ဝင်ရောက်ကြတဲ့အခါသတိကြီးစွာထားကြရပါတယ်။ မိမိကြောင့်တန်ကြီးကချောင်းကိုချွေးတကွက်စာမြမြစ်ပေသွားခဲ့မယ်ဆိုရင်ကိုအင်မတန်အပြစ်ကြီးလေးလုံးလာပါရင်ဘုံတော်ကြီးချောင်းဝင်းအတွင်းကိုဖနှက်ချွတ်ဝင်ရောက်လာကြတဲ့အခါခြေပွားတွေကမြစ်ပေသွားကြပြီဖြစ်ပြီးတော့မြစ်ပေနေတဲ့ခြေပွားတွေနဲ့ပဲတန်ကြီးကချောင်းအတွင်းကိုဝင်ရောက်ကြတဲ့အခါကျောင်းဟိုပါမိမိရဲ့ခြေဖွားကမြစ်ပေစီနိုင်ပါ रे မိမိရဲ့ခြေဖွားကြောင့်အခုလိုတန်ကြီးကဝိဟာရမြစ်ပေသွားခဲ့မယ်ဆိုရင်ပြုမိသူကလည်းအပြစ်ကြီးစွာရတတ်ပါ रे ဘုံကြီးကျောင်းထံဝင်အတွင်ဖဏတ်စည်းဝင်ခြင်းနဲ့ဖဏတ်မစည်းပဲဝင်ရောက်ခြင်းဘယ်အချက်ကကျွန်တော်တို့အတွက်ပိုပြီးတော့အဆင်ပြေမယ်လို့ထင်ပါသလဲတကယ်လို့ကျွန်တော်တို့တွေဘုံကြီးကျောင်းဝင်တဲ့ဖဏတ်မစည်းပဲသာဝင်လာမယ်ဆိုရင်တော့ဇူညောင်ခလုတ်တွေနဲ့အညည်ကြီးတချို့ကိုမတော်တဆတံမင်းမိရောမျိုးနေအောင်ကြီးရဲ့အကူတံကိုမြေပြင်ကနေတဆင့်တိုင်းရိုက်ထိတွေ့ခံစားရတာမျိုးတွေရှိလာနိုင်ပါတယ်ပြရနဲ့တပြန်နဲ့ခြေထောက်ကိုရေနဲ့မစည်းကြောပဲခြေနှင်းကုန်နဲ့တုပ်ပြီးတော့ကျောင်းဆောင်အတွင်ဝင်သွားကြပါလိမ့်မယ် ဒါကြောင့်ကျောင်းဆောင်ထဲမှာရှိတဲ့ဖျားပစ္စည်း၊တန်ခါပစ္စည်းတွေလည်းမတော်တဆမြစ်ပေဆွန်းထင်းသွားနိုင်ပါတယ်။တကယ်လို့သာခြေတယ်လို့တွေကဖနက်စီးပြီးတော့ကျောင်းဝင်းအတွင်းဝင်ရောက်မယ်ဆိုရင်တော့ခုနကပြောပြခဲ့တဲ့ပြဿနာတွေဖြစ်မလာနိုင်တော့တဲ့အပြင်ကျောင်းဝင်းအတွင်းတန်ရှင်မှုပါရှိလာနိုင်ပါတယ်။ အမရပုရမဟာကန္နာယုံ စကိုင်းမြားဆက်ကြစကိုင်းသူဘောရာယုံတထုံရွှေပါရမီတော်ရစတဲ့အကြောင်းတိုက်ကြီးတွေမှာတော့အဲ့ဒီအဖြစ်ပေးကို တွေးဆကတက္ကဒကမတွေကိုဂျောင်းဝင်းအတွင်ဝင်ရောက်မယ်ဆိုပါကဖနက်စည်းခွင့်ပြုတော်မူထားပါတယ်။ရှေးခေတ်လူကြီးအဖိုးအဖွားတွေကသာသမီမြင့်မြင့်တွေကိုပုံတို့ပန်းဆောက်တွေပြောပြကြရမှာ ခြေခွဲစားတဲ့ကဒါဖြစ်သူရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတဲ့မိမိသာရမင်းကြီးရဲ့ဖြစ်စဉ်ကလည်းမပါမဖြစ်ပါဝင်လိမ့်မယ်လို့ထင်ပါတယ်။မိမိသာရမင်းကြီးဒါဖြစ်သူအစာတသက်ရဲ့ခြေခွဲစားတဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတာကရှေးအတိတ်ဘဝတွေတုန်းကဘုန်းကြီးကျောင်းဝင်းအတွင်ဖက်နှက်စည်းရဝင်ရောက်ခဲ့ခြင်းဖြစ်လို့ဆိုတာလူတော်များကအထင်မှတ်မှားနေကြပါတယ်။ တကယ်တော့ဘုံကြီးချောင်းဝင်းအတွင်ဖနက်စည်းဝင်မိခဲ့ခြင်းကြောင့်မဟုတ်ပဲဖျားစီတီတော်ရှင်ပြေပေါ်ကိုတက်ရောက်စဉ်ဖနက်စည်းခဲ့ခြင်းယဟန်တန်ကာရီတရင်သုံးနေထိုင်ဖို့အတွက်ခင်းကျင်းထားတဲ့အခင်းကြီးအပေါ်ခြေစည်းခြင်းမရှိပဲညစ်ပိနေတဲ့ခြေထောက်တွေနဲ့နေခဲ့ခြင်းစားတဲ့အာကုတုကနေကြောင့်သာအခုမြန်မာဘဝမှာခြေပေါ်ကိုဓာတ်နဲ့ခွဲစားသိကခံခဲ့ရခြင်းပဲဖြစ်ပါတယ်။ဒါ့ကိုကျွန်တော်မြန်မာလူမျိုးတချို့ကအမှတ်မှားကြပြီးတော့ ဘုံကြီးချောင်းဝင်းအတွင်ဖနက်မစည်းရဲကြပဲမတော်တဆအစည်းမိခဲ့ရင်ကိုငရင်ကြည့်လိုက်မလားဆိုပြီးတော့ထင်မှတ်နေကြတာဖြစ်ပါရင်ခြေတော်ဗုဒ္ဓဘာသာဝင်တွေကအမှန်တကယ်အလေးထားမှုပြုမှုရာမာတွေကိုအလေးမထားသတိမမှုပဲနေကြပြီးတော့မဆိုစလောက်အသေးဖွဲလေးတွေကိုတော့အလေးထားပြုလုပ်လိုက်တာအကျင့်သုံးလေးရှိကြပါတယ်ဘုံကြီးချောင်းပေါ်ဖနက်မစည်းပဲမြစ်ပြည့်တဲ့ခြေတော်တွေနဲ့တိုက်ခဲ့မယ်ဆိုရင် တန်ကြီးကကြောင်ညစ်ပေမှုကြောင့်သာအဖြစ်ရှိရာဖြစ်ပါတယ်။ဘုံကြီးကြောင်ဝင်အတွေ့ဖက်နှက်စီးခြင်းမစီးခြင်းအမှုကိုသာအသားပေးလုံဆောင်နေရတွေကိုတွေ့ရပေမဲ့ ဂျောင်းဝင်းအတွင်းဒရီထွေးခြင်း၊ကျင်စည်းခြင်းငယ်စွန့်ခြင်း၊အမိုက်ပြစ်ခြင်းအစရှိတဲ့ဂျောင်းဝင်းအတွင်းအင်မတန်အုံမှရိုင်းပြမြင့်ပေစေတဲ့အမှုကိစ္စတွေကိုတော့အလွယ်တကူပြုလုပ်နေကြတာကိုတွေ့နေရပါတယ်။ဘုံကြီးဂျောင်းဝင်းတန်ရှင်းအောင်ရဟန်းတန်ကရီရှိရိုးရိုးတေးတေးဖြစ်စေဖို့ဖနက်ကိုတော့မစည်းကြပဲကျန်တဲ့ညစ်ပေတဲ့အရာတွေကိုပြုလုပ်မယ်ဆိုရင်လည်းညီရသူဖို့အဆင်မပြေလာပါဘူး။ရသော်ပြတတော်ထေရှားရှိစဉ်အထာကမဟာရာဇာအမည်ရှိရမယ်ဟာ တန်ကားတော်တွေစဉ်ကြံကြွနေတဲ့နေရာထိတိုင်အောင်ဖနှက်ချွတ်ခြင်းမပြုဘဲဆက်လက်စည်းသွားခဲ့ပါတယ်။တန်ကားတော်တွေရှိရောက်ချိန်မှာလည်းမြတ်စွာဘုရားရှင်အဘယ်နေရာမှာသတင်းသုံးနေပါသလဲလို့ရှောက်တော့တန်ကားတော်တွေကဘုရားရှင်ဂျမ်းပေါ်မှာသတင်းသုံးတော်မူနေတယ်လို့လည်းညွှန်ပေးလိုက်ကြပါတယ်။အရင်လိုနဲ့ဖျားရှင်ရှိရာအကြောင်းပေါ်ကိုတက်ခါနေကြမှဖနက်ချွတ်ခြင်း၊မင်းဟုတ်တန်စာရီချွတ်ခြင်းကိုပြုလုပ်ခဲ့ပါတယ်။ဘုံကြီးကျောင်းဝင်းအတွင်ဖနက်စီးနှင်းခွင့်ရှိတယ်ဆိုပေမဲ့လည်း ဖျားစီဒီဝင်းအတွင်းနဲ့ဇေဒီရင်ပြင်ထက်မှာတော့ဒါမန်လိုမဆိုထားနဲ့ဖျားသားတော်တန်ကာတော်တွေတောင်မှဖနက်စည်းခွင့်မရတာကြောင့်ခြေတို့လူတွေစည်းခွင့်ဆိုတာကတော့အဝေးကြီးပဲဖြစ်ပါတယ်။မိရီတော်ဂေါရမီနဲ့မင်းသမီး900တို့ဘိက္ခုနီဝတ်ဖို့ရန်အတွက်ကျောင်းတော်ကိုသွားတဲ့အခါမှာဖျားရှင်ကိုအယုဒေကိမေယာရောက်မှဆိုယုံလို့ဆိုကရင်ရထားစည်းခြင်းမပြုဘဲခြေလင်ခီးနဲ့သာသွားခဲ့ကြပါတယ်။ဒါကြောင့်မို့အမှန်တကယ်ယန္နာသုံးပါးကိုယုဒေလေးစားပါက ဖနက်ရင်မစည်းပဲဘုံကြီးချောင်းဝင်းကိုဝင်ဖို့ပုံမိုတင့်တော်လာပါတယ်။ဘုံကြီးချောင်းပေါ်ပဲဖြစ်ဖြစ်ဖယားရှင်ပင်ပေါ်ကိုတက်တာပဲဖြစ်ဖြစ်ခြေစင်းချင်းဒါမှမဟုတ်ခြေတော့ကိုတန်ရှင်မှုပြုပြီးတာမှတက်တယ်ပါတယ်။ချွင်းချက်နေနေကတော့မိမိရဲ့ကျန်းမာရေးကြောင့်ရတနာသုံးပါးကိုယူတည်လေးစားပေမဲ့လည်းမလွဲတာမရှောင်တာတဲ့အခြေအနေတွေဖြစ်နေခဲ့မယ်ဆိုရင်တော့ တိုင်ကာရိုရီထံကနေခွင့်တောင်းပြီးဂျောင်းဝင်းအတွင်ဖနက်စည်းခြင်းရင်စည်းခြင်းတွေကိုပြုလုပ်နိုင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးခဲ့တဲ့အတွက်လည်းပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ Crazy N ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆောင်တွေ့ကြပါစို့ရှင်။